ဒီကနေ့တရင်ကျွလာပြင်းနေမနက်ပိုင်း9နာရီလောက်မှာပဲရှမ်းပြည်မြောက်ပိုင်းနမတူမြို့နယ်တီဘောမြို့နှစ်မြို့ကိုစစ်ကောင်စီတပ်က6မိနစ်ပဲခြားပြီးတော့လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ DNL ကဒီတိုက်ခိုက်ခံရမှုမှာနမတူမြို့မြို့မဇေရဲ့အနောက်ဘက်ကနေ၅လုံးထက်မနည်းထိမှန်ပျက်စီးခဲ့ကြောင်းထုတ်ပြန်ထားသလိုဈေးရှိတဲ့ရက်ကွက်ကိုကျဲချတာကြောင့်လူမှုအပေါ်ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာလို့သတင်းထုတ်ပြန်ထားပါတယ်။ ဒန်တမရော DNL ထိန်းချုပ်ထားခြင်းဖြစ်တဲ့နမ်တူမျိုးနဲ့တီဘောမျိုးတွေကိုစစ်ကောင်စီတပ်ကပြီးခဲ့တဲ့ရက်ပိုင်းလေးမှာပဲဘုံကျဲတိုက်ခိုက်ခဲ့ပြီးအရက်သားတွေတေဆုံးခဲ့ရပါသေးတယ်။အော်တိုဘာလ2ရက်နေ့ကနမ်တူမျိုးတိုက်ခိုက်ခံရမှုကြောင့်အရက်သား၄ဦးတေဆုံးခဲ့ပြီး9ဦးဒဏ်ရာရခဲ့တယ်လို့တီဘောမျိုးကလည်းပြီးခဲ့တဲ့အော်တိုဘာ၄ရက်နေ့လေကြောင်းတိုက်ခိုက်ခံရမှုမှာအရက်သား၂ဦးထိတေဆုံးခဲ့ရတာဖြစ်ပါတယ်ခင်ဗျာ။